အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်လည်းတမရယုံရောက်လာပြန်ပြီပေါ့လေအာဒီတစ်ပတ်ကတော့ထူးခြားရပြောမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီတစ်ပတ်မှာယုံတင်တဲ့နှစ်ကားသလုံးဟာ Newly Trader ရိုက်တဲ့ရုပ်ရှင်ကားရယ်ဒီဘက်ကချစ်သူစရာဆိုလို့ရှိရင်တော့အာယုံပွင့်တင်ကြီးဆိုတာ Trader ပါဟိုဘက်ကဒါရာသပံငါးကောင်ပါလေးဆိုရယ်ရုပ်ရှင်ကြရင်တော့ဒါ Trader မေမင်းမုံပေါ့လေအမျိုးသမီး Trader အနှစ်ယောက်တင်တဲ့အချစ်ကားနှစ်ကားယုံတင်တဲ့ပါပေါ့လေထူးခြားရပြောမယ်ဗျာဟာတာကားကြီးပါမပါဘူးပေါ့လေ ဒါပေမဲ့ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီချစ်သူစရာရုပ်ရှင်ကားကိုကြည့်ဖို့တော့ရွေးချယ်ထားပါတယ်။မဖြစ်လို့လဲဆိုတော့ပွဲချိန်ကြောင့်ပေါ့လေ။ပွဲချိန်ကတော့ဒီချစ်သူစရာကတော့10ခွဲ3ခွဲဟိုဘက်ကရာသပံ9កောင်ပါလေကတော့တနားကြီး6နာရီဆိုတော့တော်ထုံးစံတိုင်းပထမဆုံးပွဲဖြစ်တဲ့ဒီချစ်သူစရာကိုကြည့်ဖို့ရွေးချယ်ထားတယ်။ချစ်သူစရာကတော့ဒါခုနကကျွန်တော်ပြောခဲ့သလိုပဲ driver ကတော့အာယုံပွင့်သိမ့်ပြီးတော့ဇလန်းဆန်ကျင်းကတော့အေးချီတာဟန်နဲ့ဒီဘိကကောင်းတော်ပေါ့လေ။လီတယောက်ကတော့ဒါတိုင်ရွန်နဲ့ဘူးမမီတာ။နောက်ပြီးတော့ဒါဝိုင်ယန်တေးဥဆောင်ဖြစ်တဲ့ အကယ်ဒမီမိသားစုဝင်ခံမှုနဲ့နှင်းလို့ရတာအားဖြည့်ပြီးပါတာရယ်ပေါ့လေတခြားသေးဥဆောင်တွေအများကြီးလည်းပါရယ်ပေါ့အမ် trailer ကြီးကြီးကတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့လေကျွန်တော်ခံမှန်းတာပေါ့လေထုံးစံတိုင်းပေါ့ trailer ကြီးပြီးခံမှန်းမယ်ဆိုလို့ရှင်တော့အဲ့မှာဘုံမိသားကတော့သူကသူစပိန်ညက်ဆိုင်မှာလှုပ်လှုပ်တဲ့ကောင်မလေးထင်တယ်အကိုင်းကြီးနေဆော်ရယ်ဒါတိုင်းတော့နည်းလူစိုးလူစိုးဆန်တယ်ဗျအကျွေးတောင်းတာလားမသိဘူး အဲ့မှာသူတို့ကိစ္စတစ်ခုကြောင့်မလို့ပတ်သက်မိရပြပတ်သက်မိရတဲ့မှာတိုင်ရွန်ကဘုံမိသားကိုသူကတော့အရင်ချက်သွားတယ်ချက်သွားတဲ့အချိန်မှာသူအရင်ကအကျင့်အကျင့်ဆိုးကြီးကိုလုံးဆွန့်လောက်ရတယ်ပေါ့လေဒါပေမဲ့လည်းသူအရင်ကလုပ်ခဲ့တဲ့အတိတ်ကဖြစ်ရတဲ့ကြောင့်မလို့သူတို့နှစ်ယောက်ကြားထဲမှာနည်းနည်းကြိတ်ခွဲစရာလေးပြန်ကြုံလာမယ်ပေါ့ဗျာအခုညီကိုအလကားမယူချင်ဘူးအချိန်တိုင်းတာတစ်ခုရောက်ရင်ကျွန်မရှင်ကူညီထားတဲ့ငွေတွေကိုပြန်ဆက်မယ်အဲ့ဒါကျွန်မတို့ကြားရတဲ့ကတိပဲအဲ့လိုမျိုးဖြစ်မယ်ထင်တယ်ဗျာကျွန်တော်နေ့ကဒီချစ်သူစရာရုပ်ရှင်က trailer ဒီ ် Facebook တွေပါတယ်ပေါ့တင်တဲ့အချိန်မှာပေါ့လေကြည့်ရတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်ကြည့်ဘူးတဲ့ကိုရီးယားကားတကားနဲ့နည်းနည်းလေးဆင်နေတယ်လို့မျိုးပဲဗျဒီ Man in Love လို့ဒီရုပ်ရှင်ကားပေါ့လေ2014တုန်းကထွက်ခဲ့တာအဲ့ကားနဲ့နည်းနည်းဆင်နေတယ်လို့ဗျအဲ့ဒါကောင်းမန်ဒီဖက်ကြီးရတဲ့အချိန်မှာလည်းနည်းနည်းလေးဆင်နေတယ်လို့ပဲဆိုပြီးအောက်မှာရေးတဲ့လူတွေလည်းရှိရပေါ့လေအဲ့တော့တကယ်ပဲအိုက်ဇလန်ကို remake ပြန်ရိုက်ထားရလားတိကျဇလန်တစ်ခုလားဆိုတော့အရင်ကြည့်ကြည့်တာပေါ့ကြည့်ပြီးရင်ကျွန်တော်အမြင်ပြောပြတာ င်ကျမကိုဘာဖြစ်လို့ချစ်တာလဲကျွန်တော်ကပြားကိုချစ်တာဘာအကြောင်းပြချက်မှမရှိပါဘူးကျွန်တော်စိတ်ထဲကချစ်ချင်လို့ချစ်တာပါကဲချစ်သူစီကတော့ကြည်ဝါရီကျွန်တော်ခံမန်းလာရတယ်လုံးဝတက်တက်စင်အောင်လွဲတာချိန်ချုံနေဝင်ခင်တော့ကျွန်တော်ပြောခဲ့တာဒါဟိုဘယ်လိုပြောမလဲကိုရီးယားက remake လာပါလေ main left remake လာဆိုပြီးတော့ ျွန်တော်ထင်ခဲ့ရပေါ့လေဒါပေမဲ့လုံးဝမတူပါဘူးဇလန်ကဒါကျွန်တော်ထရေလာကြည့်လို့ရှိရင်တော့နည်းနည်းလေးစင်စင်ရောင်ရောင်ထင်ရပါပဲဇလန်ကကွဲပြားပါတယ်တူတဲ့အချက်လေးတွေရောရှိရဗျာဒါတော့အချက်ကားဗျာအချက်ကားရိုက်မှာတော့အချက်နဲ့ပတ်သက်တဲ့ theme တွေသူတို့ထည့်ရပြီးတော့တူမှာပေါ့တန်တဲ့ဟာတွေတော့လုံးဝကွဲပြားပါတယ်အဲ့တော့ဇလန်အချင်းလေးကိုကျွန်တော်နည်းနည်းပြန်ပြောပြမယ်ပေါ့လေဒီ Tyron ကဒါသွားလုံးညုံရင် security ပေါ့လေဘိုးမမိသားကတော့စပိညာဆိုင်ကောင်ပါလေသူတို့နှစ်ယောက်ကဒီဘိုးမိသားရဲ့မောင်လေးနဲ့မောင်လေးကြောင့်မို့လို့သူတို့ကပတ်သက်မိရယ်ပတ်သက်မိရဲ့အချိန်မှာတိုင်ရွန်ကကြိုက်တယ်ဗောဗျာဘိုးမမိသားကို သူကနယ်စိတ်ချမ်းလူချမ်းဆိုတော့ကောင်မလေးကလည်းလန့်တယ်ပေါ့ဒါပေမဲ့ကောင်မလေးကလည်းကြိုက်တယ်အဲ့မှာမှပုံမိသားကြိုက်အောင်တိုင်မှာဘလို့ကြိုးစားမလဲပေါ့ရိုးရှင်းပါတယ်ရိုးရိုးလေးပါဇလန်ကဘာမှရှုပ်ထွေးရမပါဘူးဒါရှုပ်ထွေးရမပါတော့ဘဲကြည့်ကောင်းအောင်ရိုက်ပြသွားတယ်ပေါ့လေရိုးရိုးဗျာတာမန်အောက်ခြေတူရန်စာကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကအချက်ဇလန်လေးပေါ့အဲ့အတွက်ကိုဒီကားရဲ့စင်းတော်တော်များများဒါတိုင်ရွန်နဲ့ပုံမိသား စင်းတွေပဲများတယ်သူတို့နှစ်ယောက်အကြောင်းကိုတည်ပြီးရိုက်တာဗျာတခြား side story တွေပဲတခြားလူတွေရဲ့ဇာတ်လမ်းတွေပဲဘာမှမပေါဘူးသူတို့နှစ်ယောက်အကြောင်းပဲဒါတခြားလေးကလို့ရှိရင်လည်းအဲ့လိုကားမျိုးတွေကြည့်လို့ကောင်းတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ရှေ့ရုပ်ထွေးတွေမပေါဘူးဗျာကျွန်တော်ကရုပ်ရှင်ရုံလာကြည့်တာကိုရုပ်ရှင်သဏ္ဍာန်လာကြည့်နေရလဲမဟုတ်ဘူးဟိုဘယ်လိုပြောမလဲအပြစ်ပြောပြီးဟာဟာကွက်တွေဘာကြီးဘာကြီးရှိနေလဲဆိုပြီးကြည့်ဖို့လည်းမဟုတ်ဘူး AC ကိုတော့ entertainment ဖြစ်မလား entertain ဖြစ်မလားဆိုပြီးလာကြည့်တာဆိုတော့ရိုးရှင်းတယ် AC ပဲတိတ်စဉ်းစားရလည်းမလို့ဒီကမှပါတဲ့ main actor နှစ်ယောက်လုံးတော့ကျွန်တော်သဘောကျရပြန် Tyrone ပုံးမိတာတော့နှစ်ယောက်လုံးပါဗျာ တော့မှဆိုလို့ရှိရင်ဘသူပိုကောင်းလဲဆိုတာမရှိဘူးနှစ်ယောက်လုံးကအပေးယူတော်တော်များတယ်ပြီးတော့ရုပ်ရှင်ကားတကားကို carry လုပ်နိုင်တဲ့အရင်ချင်းရှိရတော့လက်ခံပေးလို့ရရပါလေပထမကျွန်တော်ဆိုရင်တာဟာလို့တို့နှစ်ယောက်ပြန်လာပြီးပဲထိုင်ကြည့်နေရမှာဒီကားကြီးကကြည့်လို့ကောင်းပါမလားဆိုပြီးတော့တကယ်လည်းကြည့်လို့ကောင်းပါတယ်ဒီဘိုးမမီသားရဲ့ရုပ်ရှင်ကားတော်တော်များတော်တော်များများမှာဒါခေါင်းဆောင်မင်းသမီးအနေနဲ့ပေါင်ွဲရတယ်ဒီတိုင်ရွန်ကတော့ခေါင်းဆောင်မင်းသားအနေနဲ့ပေါင်ွဲရလားမရလားတော့မသိဘူးပေါ့လေသူကားရဲ့ဆိုလို့ရှိရင်ကျွန်တော်ကြည့်ဘူးလားဟာသာကားကြီးပဲကြည့်ဘူးလားများတာပေါ့ဒီကားမှာကျတော့သူ drama ရိုက်ပြသွားတယ်ဗျအချက်ကားလေးပေါ့ သူဒလုကားမျိုးတွေများများရိုက်တန်ပါတယ်မိုက်တယ်ဒလုကားမျိုးတွေနဲ့လိုက်တယ်ဟိုညရယ်ဗျာလောက်ကွာဗျာပြီးတော့နေအောင်လုံးလေအတွဲလေးရချစ်ဖို့ကောင်းတယ်ပေါ့ជីနူးစရာလေးပေါ့လေအဲ့မှုကိုတော့ခံလာတယ်လူဂျေယူတာမြေမြားလေယူတာယာအစားကပြောင်းကျွန်တော်ဆောက်ရှောက်ပြစီနောက်ပြီးတော့ဒရိုက်တာပေါ့လေအာယုံကိုတင်ကြီးဆိုတော့ပေါ့သူဆိုလို့ရှိရင်လေဗျာကျွန်တော်အရင်တစ်ခါသူရိုက်ထားတဲ့ဟာတာကားလာကြည့်တာကျွန်တော်တော့မကြိုက် ဒါဒီကားကြတော့ကောင်းတယ်ဗျာ။သူအချက်ကားရိုက်တာကောင်းတယ်ပေါ့။မျိုးသမီးဒရိုက်တာမို့လို့လားမသိဘူးဗျာ။တချို့စင်းလေးဆိုလို့ရှိရင်ဒီနေ့ချစ်စရာလေးပေါ့ရိုက်ပြသွားတာ။ဥပမာတစ်ခုအနေနဲ့ပြီးမယ်ဆိုလို့ရှိရင်ဗျာဒါ Spire တော့မဟုတ်ဘူးပေါ့လေ။ဘုံမိသားအဆောင်မှနေရဲအဆောင်မှနေရဲအချိန်မှာသူပြန်တဲ့အချိန်မှာလမ်းလျှောက်ပြီးတော့ဒီခလုတ်တိုက်တယ်ပေါ့လေ။ဂဲတုံးကိုခလုတ်တိုက်တယ်။ခလုတ်တိုက်လဲတိုက်ပြီးတော့သူအခန်းဒီအဆောင်ထဲဝင်သွားတယ်ပေါ့။ဝင်သွားတဲ့အချိန်မှာဒီတိုင်ရွန်ကနေပြီးအဆောင်မှသူ့ကိုညဖုန်းလာဖုန်းဆက်ပြီးတော့အဆောင်ရှေ့ရောက်နေပြီးသူထွက်လာခိုင်းတယ်ပေါ့လေ။ထွက်တော့ထွက်မလာဘူး။ဒါပေမဲ့ တိုင်ရွန်ပြန်သွားတဲ့အချိန်မှာဘုံမီသာဖလုတ်တိုက်သွားတဲ့ဂဲလုံးကိုလွတ်ပြတ်သွားတာ။ဒါသူပြောချင်တာဗျာဘုံမီသာသွားရှောက်တဲ့လမ်းမှာပေါ့လေ။တားစီရရှိရလို့ရှင်ဖယ်ပြီးရဲဆိုတော့အဲ့ဒါဘာမှမပြောသွားပဲနဲ့အပြလေးနဲ့ပဲပြန်သွားတာပေါ့။အဲ့လိုဟာမျိုးလေးကမိုက်တယ်ဗျာ။အဲ့လိုမျိုးရိုက်ချက်လေးကဒီကားရဲ့မှာဒီတိုက်တစ်ခုရဲ့မဟုတ်ဘူး။တော့သက်၃လေးနေရာလောက်ပါပါရဲပေါ့လေ။သဘောကျမိတဲ့အချက်လေးပြောပြတာပေါ့။အပြရဲ့ first serve ကလည်းကိုပဲကိုရဲ့ first serve ကလည်းပြောနောက်ထပ်ကျွန်တော်ချီးကျူးချင်တာတစ်ခုကတော့ဒါ lighting ပေါ့ဒီဒီကားမှာဆိုလို့ရှိရင်ရုပ်ရှင်တပ်ပုံ driver ကိုတူပေါ့ အခုနောက်ပိုင်းကဒီ lighting တွေအလင်းမောင်တွေပါတွေကကျွန်တော် MTV လေးကြည့်ရဆိုလို့ရှင်တော့မလှနေဘူးဗျာဘာရိုက်ရိုက်ကိုလှနေတာကျွန်တော်ဒါပေမဲ့တဘာဝကြမကြဆိုတော့ရှိရပေါ့လေညာအမောင်ကန်းဆိုလို့ရှင်လည်း indoor outdoor ရှိရတယ် indoor ကန်းကြီးကမှအရင်ဖြူဖွေးပြီးလှနေတာမျိုးအဲ့လိုမျိုးတော့မရှိဘူးတော်တော်လေးတက်ရတယ်ပေါ့လေရန်ကုန်မြို့ထဲမှာဗျာအခုကျွန်တော်ဒီရိုက်နေတဲ့သမရယုံနာကဒီဂௌဒရာရှိတယ်အဲ့နားမှာတော့မှသူတို့ရိုက်ပြသွားတဲ့အခန်းလေးပါပဲပါတယ်ဗျာ ဟာတို့ငါတို့ရန်ကုန်မြို့ထဲမှာတော့မရန်ကုန်မြို့နဲ့မတူအောင်လှနေပါလားဆိုပြီးပြောတာပေါ့မြို့တွေမြို့တွေပိုင်းပေါ့လေအဲ့လိုအဲ့လိုမျိုးခံစားချက်မျိုးဖြစ်အောင်ရိုက်ပြွားရရိုက်ချက်လေးလှရပေါ့ဟုတ်ကျနလုံးတော့ဘာမှလည်းလာမမင်းနဲ့တော့တော်ပြီရှိတော့လည်းစိတ်ပြက်ဘာစိတ်ပြက်ဆရာကောင်းပါပေါ့ဒါတော့ကျွန်တော်ကြိုက်တဲ့အပိုင်းလေးပြောရတာပေါ့လေမကြိုက်တဲ့အပိုင်းလေးလည်းရှိပေါ့မကြိုက်တဲ့အပိုင်းလေးကဘာလဲဆိုတော့မလိုလားအပဲနဲ့စကားရမ်းများလို့နေရတော့ဗျအပြလေးရင်းနဲ့ပြလို့ရရတယ်လားအရင်ရှင်းပြတော့ပြီးတော့နောက်တစ်ခုကကျတော့လက်တွေ့မဆန်တဲ့ဟာကြီးရှိရပေါ့လေလက်တွေ့မဆန်တဲ့ဟာဆိုတာဗျာ တိုင်ရွန်ကပိုးမမီတာတော့နှစ်ယောက်လုံးဘွားမှာပတ်စံတသိန်းဆိုတာအစားအရန်အေးပါတယ်သူတို့မှာအမြဲတမ်းဒီဘယ်လိုပြောမလဲဘိုင်ပွက်နေကြတာပေါ့ဗျာအဲ့လိုမျိုးလူတန်းသားလိုမျိုးရိုက်ပြတာရယ်ပေါ့ဒါပေမဲ့တိုင်ရွန်ကအရက်တောက်တဲ့အချိန်မှာကျတော့လက်လီပဲကြီးတောက်တယ်လက်လီပဲ1လီတာဆိုလို့ရှိရင်တော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်လောက်ကသွားကြည့်ရဆိုလို့ရှိရင်တသိန်း၈၀၀လောက်မသိတော်တော်ဈေးကြီးနေပြီအဲ့ဒါကိုဗျာစိတ်ညစ်လို့ဆိုပြီးတော့လက်လီပဲကြီးထိုင်တောက်နေရဆိုတာကြီးတော့နည်းနည်းလွဲတယ်ဗျာပြီးတော့ဒီဇလန်ကသူ့အတူတင်လာတာတော်တော်လေးကောင်းနေပြီ အဲ့ဒီအချိန်မှာအရန်တုံနေလို့လားမသိဘူးဇလန်းကြီးကိုဆွဲဆန့်ပြလိုက်တယ်အဲ့ဆွဲဆန့်လိုက်တဲ့ဇလန်းကလည်းဒီတိုင်းလေးတော့ကြည့်လို့တော့ကောင်းတယ်ကိုမက်ကမင်းကတော့ရလို့ပြောနေတာလားတော့တော့ဒါပေမဲ့ဗျာအဲ့ဒီအချိန်မှာဆက်သိမ်းလိုက်လို့ရှိရင်ပို့ပြီးကောင်းနေပြီပေါ့လေမလိုလားပဲနဲ့ဇလန်းကတော့နောက်ထပ်မိနစ်10လောက်ရှိအောင်ဆွဲဆန့်လိုက်တယ်လို့မြင်တယ်ပေါ့လေအဲ့တော့အီလေလေကြီးဖြတ်သွားအောင်ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ပုံမမီတာငါတို့သဘောကျသွားပြီပုံမမီတာ ရုပ်ရှင်ကားကြီးရှိတာသူကအော်ဟစ်စူညံနေတဲ့ကားကြီးဒီလုံးဝမရိုက်ဘူးထင်တယ်တကားမှတော့မတွေ့သေးဘူးပြီးတော့တော်တော်ချောတာဗျာနာမည်ပါပိုးပါတဲ့ကောင်မလေးကချက်ဖို့ကောင်းတာတဲ့ဟုတ်ကျွန်တော်တယောက်တည်းအနေနဲ့ကတော့ဒီကားကိုကျွန်တော်ကြိုက်ပါတယ်ဘာမှထွေထူးလည်းမလုပ်ရတာဘူးဘာမှလည်းကြီးကြီးမားမားမျှော်လင့်တဲ့မြင်ကြည့်လိုက် entertainment ဖြစ်တယ်ဒါပဲဘာမှစုံမစကားပြောတာတွေ message ပေးတာတွေအတွေးခေါ်တွေရိုက်သွင်းနေတာတွေဘာမှမပေါ့ဘူးရှင်းရှင်းပဲ rating နဲ့ pay solution တော့ကျွန်တော်10မှာ6တော့ပေးခြင်းပါတယ်ပုံမှန်တင့်ဆိုတဲ့ကားတကားထက်တော့ပိုတယ်ပေါ့လေ ကျွန်တော်တယောက်တည်းအမြင်ရဆိုလို့ရှိရင်ကျွန်တော်ကြိုက်တယ်ကောင်းတယ်မကောင်းဘူးတော့မပြောချင်ဘူးဘာလို့30မှာ6လောက်ပဲပေးလဲဆိုတော့ဇလန်းကဗျာအရန်ရိုးရှင်းလုံးနေတယ်ဗျာကြည့်လို့ကောင်းပါမယ်အရန်ရိုးရှင်းလုံးနေတော့ပါနည်းနည်း twist တွေနည်းနည်းအလှည့်ပြောင်းလေးတွေနည်းနည်းပါမယ်ဆိုလို့ရှိရင်တော့ဒီထပ်ပို့ပြီးကြည့်ကောင်းမယ်လို့ယူဆပါတယ်ဘလို့လူမျိုးတွေဒီကောင်ကြိုက်လောက်လဲဆိုလို့ရှိရင်တော့သမီးစားဆောင်တွေလာကြည့်ကြိုက်လိုက်ပါကျွန်တော်ကြည့်ရဒီစေနိုင်ခွဲပွဲမှာတော့မှအတွေးတွေအများကြီးပဲကိုရီနှစ်ယောက်ပဲကျွန်တော်ရဲ့ကျွန်တော်ကိုလိုက်ရိုက်ပေးရရောကဥကြော်ပါလေ နှစ်ယောက်ပဲဟိုယောက်ျားကြီးနှစ်ယောက်ပဲရှိရဟိုအတွဲတွေပဲလာကြည့်ကြတာပေါ့လေဒါဒီနေ့တက်ကတော့ဒီလောက်ပါပဲအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးအပြည့်အဝကျေးဇူးတင်ပါတယ်